ဒီတစ်ပတ်မလ26ရက်ကနေပြီးတော့အေဗလာ၁ရက်နေ့အထိတနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်။ဒီတစ်ပတ်တာအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကန်ဆာတာကျွန်တော်ကောင်းနေတဲ့ရက်တွေကိုရောက်နေတဲ့ရက်အပိုင်းခြားတွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်တို့လုပ်ငန်းတွေတိုးတက်မယ်လုပ်ငန်းတစ်ခုစမယ်ဆိုလဲစလို့ရတယ်အဲ့တော့အလုပ်တွေရှောက်ထားရဆိုရင်လည်းကျွန်တော်တို့အလုပ်ရမယ့်ရံမျိုးတွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်ဝန်ထမ်းပဲဖြစ်ဖြစ်ဌာနဆိုင်ရာပဲဖြစ်ဖြစ်ပေါ့နော် ဘယ်လူပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ယာထုကိုယ့်ရဲ့နေရာမှာကိုရောက်နေတဲ့နေရာမှာကိုကျင်နေနေရတဲ့ပတ်ဝန်းကျင်မှာကျွန်တော်ယာထုတိုးတာမျိုးတွေယာထုတိုးတတ်တာမျိုးတွေယာထုတိုးတယ်လို့မျိုးတွေကျွန်တော်ကြုံမဲ့ရက်တွေဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့ခါတိုင်းရက်တွေနဲ့မတူဘူးကိုပေါဝင်ကျင်မှာကိုရောက်လျာနေရာမှာကျွန်တော်တဘိုးဩစာတွေကျွန်တော်တို့မြင့်တက်နေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေတွေမှာပဲကျွန်တော်ကောင်းတဲ့နာမည်ဂုံသတင်းနေနဲ့ကြော်ကြမယ်အဲ့တော့ပျော်စရာကောင်းတဲ့အလုပ်တွေကိုကျွန်တော်ပျော်ပျော်ရွှင်ရွှင်လေးနဲ့အလုပ်ခံရမယ့်ရက်တွေဖြစ်တယ်အဲ့ဒီမျိုးပဲကျွန်တော်ကောင်းသောခီးတွေသွားရမယ်ဖျားမှုခီးတွေသွားရမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးတွေလည်းကျွန်တော်တို့အဆင်ပြေမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ကျွန်တော်တို့ဘယ်ကိစ္စမဆိုအရေးကြီးတဲ့ကိစ္စတွေလုံးမလား၊ကိုင်မလား၊စမလားပြုမှုပြောဆိုဆုံးဖြတ်လုပ်ကြိုင်မယ်ဆိုရင်လည်းကျွန်တော်တို့လုပ်ကြိုင်တဲ့ရက်တွေလုံးမယ်ဆိုလည်းအောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ဘာရီနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာရီနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ခီးသွားပြီးလုံးဝမဲ့ကိစ္စမျိုးတွေစကားလိုလာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတုတ်တန်တစ်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှပပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ အဖိုးနဲ့ယရနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်ဆိုလက်ဖက်ကြောင့်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါလို့နဲ့ပတ်သက်တဲ့ကိစ္စတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့ဒီလိုရံမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်အတွက်အဆင်ပြေတဲ့ကိစ္စတွေအကျိုးရှိတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်လုပ်တယ်ဆိုရင်ကိုယ့်အတွက်အောင်မြင်မဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အောင်မြင်အဆင်ပြေပြီးဘယ်လုံးငယ်ဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ဒီလိုရံမျိုးတွေမှာ တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်မုန်းလုံငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပဲမျိုးမျိုးပြောင်းမျိုးမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဖယင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဘွဲယုံဘွဲစားပုံစံလိုအောင်မဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအေးအေးတို့အင်းတို့အုပ်တို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်တင်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာရောင်းချင်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းမထွက်လို့ရောင်းထွက်ချင်တဲ့ပစ္စည်းတွေအမြန်ရောင်းထွက်ဖို့ဆိုရင်တော့ဘာလို့ရလဲဆိုတော့ကျွန်တော်အုံတညွန့်ရဲ့ကျွန်တော်တို့မင်းမျိုးပန်းလေးတခတ်ခဲ့ဒါမှမဟုတ်မင်းမျိုးပန်းလေးတပွင့်ရပေါ့နော်အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်ဂျင်ရှင်တွေဖို့ကျွန်တော်ဆက်ရှုပ်ကောင်းဆုံးဆရာလေးတွေတော့ဖြစ်တတ်ပြီးကျွန်တော်ချစ်သူရည်စားတွေဖို့ကတော့ပျော်ရှင်ရမယ့်ရက်တွေဝမ်းသာမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာတင်းငွေတွေနဲ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာသာတည်ထားရလဲဆိုတော့ကျွန်တော်ဘိုင်းနဲ့ပတ်သက်တာပေါင်နဲ့ပတ်သက်တာလေးတွေကတော့တည်ထားဖို့လိုပြီးတော့အချိုးဘေးကန်ကောင်းစေတဲ့ခန်းနံပါတ်တွေဟာ3936ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရက်မျိုးတွေမှာတင်းငွေတွေနဲ့မွေးဖွားသူတွေအနေနဲ့အချိုးဘေးကန်ကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။ အဲ့တော့ခန်းနံပါတ်၄တခုရွေးချယ်မယ်ဆိုရင်အခုကျွန်တော်ပြောတဲ့ခန်းနံပါတ်တွေကိုရွေးချယ်အသုံးပြုသင့်ပါတယ်အဲ့တော့ဒီရန်တွေတင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာတခုအရေးကြောင်းကိစ္စရှိလို့ပဲဖြစ်ဖြစ်တခုကိစ္စတွေကျွန်တော်အောင်မြင်ရင်လို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့မိတ်ဆွေတွေကိုယ်အလုံးနေရာဆိုလဲကိုယ်အလုံးနေရာကိုယ်အိမ်ပါဝင်ခြင်းဆိုလဲကိုယ်အိမ်ပါဝင်ခြင်းဟာမိတ်ဆွေတွေကိုကျွန်တော်တို့လျှောက်သီးတွေလျှောက်သီးတို့ကျွန်တော်တို့ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတပတ်တာအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာပိုပြီးကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းတဲ့ကောင်းပြီးပိုအောင်မြင်သွားမယ်တပတ်တာဖြစ်ပါတယ်ခင်ဗျာ တနင်္ဂနွေနေ့ဝေးဖွားသူများလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီပတ်မလ26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိတနင်္လာနေ့ဝေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆံကိုဟောကြားပေးတော်မှာဖြစ်ပါတယ် ဒီဘက်ဓာတ်တွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကံကြမ္မာအကောင်းနေကျွန်တော်တို့အဆိုးကိုရောက်သွားတတ်တဲ့ရက်တွေကောင်းနေတာနဲ့ကျွန်တော်အဆိုးဘက်ကိုပြောင်းသွားတတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေဟာလုပ်ငန်းစည်းဝါးတွေကျွန်တော်တို့မလုပ်သင့်ဘူးလုပ်ငန်းစည်းဝါးတွေကျွန်တော်မစားသင့်ဘူးဘာဖြစ်လို့လဲဆိုတော့လုံနေတဲ့လူတွေဆိုရင်ကျွန်တော်စည်းဝါးကြီးညံ့သွားတတ်တယ်အလောက်ကိုင်းနေဆိုရင်လည်းကျွန်တော်တို့မကောင်းတဲ့အချိန်လေးဖြစ်နေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်လူမွေးဘက်ကနေကြည့်မယ်ဆိုရင်လည်းကျွန်တော်ကောင်းစရာတစ်ခွမ်းမှမရှိတဲ့အခြေအနေဖြစ်တယ်။အဲ့တော့ ပြောမယ်ဆိုရင်တော့ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖောက်သူတွေကကျွန်တော်အဆအဆအရာရာကျွန်တော်တို့သတိထားဖို့လိုတဲ့ရက်တွေဖြစ်သွားတယ်။အဲ့တော့ပြီးတော့ဒီရက်တွေအတွင်းမှာပဲသူတို့ဘာအတွက်ကျွန်တော်တို့တစားကန်ဖြစ်တတ်တယ်။အာသူတို့ဘာအတွက်ကျွန်တော်တို့တစားကန်ဖြစ်ရတာမျိုးတစားကန်လိုက်လို့ရတာမျိုးတစားကန်ဖြစ်သွားတာမျိုးတွေသတိထားရမယ်။အဲ့တော့လုပ်ငန်းစည်းဝါးတွေဘုရင်ကပြောရလို့လုပ်ငန်းစည်းဝါးတွေကျွန်တော်တို့မစားသင့်ဘူးမတိုးချဲ့သင့်ဘူးဒီလိုရက်မျိုးတွေမှာအရေးကြီးတဲ့ကိစ္စတွေကျွန်တော်ပြုမှုပြောဆိုလုပ်ကြိုင်မယ်ဆိုရင်ကျွန်တော်တို့မအောင်မြင်နေတဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့ခီးသွားတာဟာကို့အတွက်ကျွန်တော်တို့ကံထောက်ပံ့ဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့အနေမရှိတဲ့ခီးမျိုးပေါ့နော်အဲ့တော့ခီးသွားတဲ့နဲ့ခီးလေးသွားနေတာကို့အတွက်ရေရေအခြေလိုပဲခီးသွားတာခီးသွားခြင်းကဒီလိုဟိုရံမျိုးတွေမှာတော့တနင်္လာနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကို့အတွက်ကောင်းစေတဲ့အခြေအနေတော့ဖြစ်ပါတယ်အဲ့တော့ဒီရံတွေတွင်မှာတနင်္လာနေ့မွေးဖွားသူတွေဟာ ဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်အောင်မြင်ဆင်ပြေလဲဆိုတော့ကျွန်တော်ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအကျိုးဆောင်ပြီးလုပ်ရမယ့်ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချို့ရီတို့နဲ့ပတ်သက်တဲ့ကိစ္စတွေခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေတုတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအတင်းအတန်နဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေအနေနဲ့အကျိုးရှိစေတဲ့အောင်မြင် ြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဒါကိစ္စအနေနဲ့ဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးကျွန်တော်စာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားသောက်ကိုစားသောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာတို့ဓာတ်ဥပဒေပစ္စည်းတွေဓာတ်တထုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလူမျိုးသား ဘာသာကြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတတင်းလာနေမွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့တတင်းလာနေမွေးဖွားသူတွေဟာခုနကပြောခဲ့သလိုပဲကျွန်တော်ခီးသွားပြီးနေထိုင်လောက်ကန်နေတာတော့ကိုယ့်တက်ပို့ပြီးအကျိုးရှိစေတယ်ပို့ပြီးကောင်းစေတယ်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တတင်းလာနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ချင်တယ်ဆိုရင်ဘာလို့ရအောင်လဲဆိုတော့ကျွန်တော်နိုးစီဘူးကုန်တစ်ခုနဲ့ပဲ အာနိုးစီဘူးကုန်နဲ့ပဲဖြစ်ဖြစ်နိုးစီခွက်နဲ့ပဲဖြစ်ဖြစ်ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေါက်ပေးမယ်ဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့တို့ထိရိုက်ခေါက်ပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့အိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်အဆင်ပြေမှုလေးတွေရှိပြီးသမီးသားတွေကတော့ကျွန်တော်တို့အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တယောက်နဲ့တယောက်ညှိမရနိုင်မရတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းအကျိုးပေးကန့်ကောင်းစေတဲ့ဌာနနံပါတ်တွေကတော့ကျွန်တော်16ခွန် ငါးဆိုတဲ့ခန်းနံပါတ်တရားအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တဖြစ်ပါတယ်အဲ့တော့ကျမ်းမိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်စီးနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တာလေးတွေကတော့တတိထားဖို့လိုတဲ့ရက်တွေဖြစ်တဲ့အဲ့တော့ဒီရက်တွေအတွင်းမှာပဲတင်းနာနဲ့မွေးဖွားသူတွေဟာကျွန်တော်ကိုယ့်ရဲ့ကံစားတာမြင့်ဖို့ပဲဖြစ်ဖြစ်တခုလေကျွန်တော်လူကျင်တန်းကျင်တဲ့ဒါမှမဟုတ်တခုလေထူးထူးခြားခြားကိစ္စတွေအောင်မြင်အဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အိမ်ဖျားမှာပဲမျက်စွာပြခြင်းကိုလိုမျက်ကြီးကိုတတိချောက်လုံးဘာတတိပဲဖြစ်ဖြစ်တတိချောက်လုံးလေးလေးနဲ့နဲ့ကတ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာတင်းနာနဲ့မွေးဖွားသူများအားလုံး ကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မလ26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းအောင်ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာတွဲမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့ချစ်ခင်မှုမေတ္တာတွေကျွန်တော်ပြည့်နှံ့နေတဲ့ရက်တွေဖြစ်တယ်ကိုယ့်ရဲ့မေတ္တာတရားတွေကျွန်တော်လိုချားနေတဲ့ရက်တွေဖြစ်တယ်လို့ဆိုရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ DNA တွေအတွင်းမှာပဲကျွန်တော်တို့မိသားစုနဲ့ကိုယ့်ဘဝကိုကျွန်တော်တို့အောင်အောင်မြင်မြင်လေးထိန်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 းနဲ့စောင့်ရှောက်သွားနိုင်တဲ့ကျွန်တော်တို့ရက်တွေကိုကိုကျိုးဆကိုကိုကျိုးစီးဘဝကိုလည်းကျွန်တော်တို့တိုးတက်အောင်မြင်အောင်ကျွန်တော်တို့မရရတဲ့အချိန်လေးကိုယူပြီးမဖြစ်ဖြစ်အောင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့အချိန်တွေဆောင်ရွက်မယ်ဆိုလည်းကျွန်တော်တို့အောင်မြင်တဲ့အချိန်တွေဖြစ်တယ်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ပါဝါတွေကျွန်တော်တို့ရှိနေတဲ့အချိန်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ အင်္ဂါနေ့မွေးဖွားသူတွေကလုပ်ငန်းစည်းဝါးတွေကျွန်တော်တို့စမလားတခုတွေအလုပ်တွေရှောင်းမလားတခုတွေအလုပ်လုပ်မလားကျွန်တော်လုပ်ငန်းစည်းဝါးတွေတိုးချဲ့မလားအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကိုင်ဆုံးဖြတ်အဲတွားလာမလားဆိုတော့ကျွန်တော်တို့တွားလာမယ်ဆိုရင်လုပ်လို့ရတယ်အဲပြုမှုမယ်ဆိုရင်ကျွန်တော်ပြုမှုဆောင်ရွက်လို့ရတဲ့ရက်တွေဖြစ်တယ်အဲ့ဒါမျိုးပြုမှုဆောင်ရွက်မယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းနေတဲ့အခြေအနေကိုကျွန်တော်တို့ရောက်နေတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ဘာတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်ကောင်းလဲဆိုတော့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲစားတောက်ကုန်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ကျွန်တော်ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးစာရွက်စာတမ်းစာလုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆက်တူဆက်ဖက်ကိစ္စမျိုးတွေအမေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမွေတို့ပစ္စည်းမျိုးတွေကျွန်တော်တို့မဟုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရှင်ပုံစံမျိုးတွေကျွန်တော်တို့လုပ်ရမယ့်ကိစ္စမျိုးတွေ ်ဝဲယုံဝဲစားပုံစံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာထူးထူးခြားခြားကျွန်တော်အောင်မြင်အင်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အောင်မြင်အင်ပြေပြီးဘယ်လုံငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့တတိထားပြီးကျွန်တော်လောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ အဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီးတို့ဖက်နက်တို့ဓာတ်ပုံလုံးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိရပစ္စည်းတွေဓာတ်ဓာတုပစ္စည်းတွေကံမီကံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအနာဂုံပစ္စည်းတွေအနုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့ရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖက်ဆိုင်တို့လက်ဖက်ဆိုလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာတတိထားပြီးကျွန်တော်လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေဟာရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ဒါမှမဟုတ်တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ထန်းလက်တစ်လက်နဲ့ပဲအဲ့တော့ထန်းလက်တစ်ထောင်လောက်ဖြတ်မယ်အဲ့ထန်းလက်နဲ့ပဲကျွန်တော်ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့အထိရိုက်ခောက်ပေးမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာအခြေအိမ်တော်ရင်းတဲ့ကိစ္စတွေပတ်သက်ရင်ကျွန်တော်ဝမ်းနာပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ် ဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဗာတတိထားရလဲဆိုတော့ဒူးနဲ့ပတ်သက်တာကျွန်တော်နားနဲ့ပတ်သက်တာတွေတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေအဲ့တော့ခန်းနံပါတ်တွေတစ်ခုရွေးချယ်မယ်လို့တစ်ခုအသုံးပြုမယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ2 3 5 8ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲ အင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ထူးထူးခြားခြားကိစ္စတွေအောင်မြင်အစီအမံခြင်းလို့ပဲဖြစ်ဖြစ်လူရင်တန်းခြင်းလို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာပဲကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုစမူဇာ၅ခုလေးလေးနက်နက်ကတ်လုပြီးဆုတောင်းလိုက်ပါခင်ဗျာအင်္ဂါနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မတ်လ26ရက်ကနေပြီးတော့ဧပြီ1ရက်နေ့အထိဗုဒ္ဓဘုရင်မွေးဖွားသူများဗုဒ္ဓဘုရားသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆံဟောကြားပေးတော်မှာဖြစ်ပါတယ် ဒီတစ်ပတ်တာအတွင်းမှာတော့ဗုဒ္ဓဖူးနဲ့မွေးဖွားသူတွေဟာကန်စားတာအကောင်းမတ်မှာအလေးတာနေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာကျွန်တော်တို့ထူးခြားတဲ့အဆောင်ပစ္စည်းတစ်ခုခုရရတဲ့ကို့အတွက်အကျိုးရှိစေတဲ့အဆောင်ပစ္စည်းတစ်ခုခုရရတဲ့အဲ့တော့ဒီလိုရမျိုးတွေမှာပဲကျွန်တော်ဘော်ဒူးနဲ့မွေးဖွားသူတွေဟာယန္တနာပစ္စည်းတွေကျွန်တော်တို့ဝင်တာမျိုးယန္တနာပစ္စည်းတွေကျွန်တော်ဝယ်ဝယ်မိတာမျိုးရတာမျိုးတွေကျွန်တော်ဖြစ်မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဘော်ဒူးနဲ့မွေးဖွားသူတွေဟာရက်ဝေးရနေပြီးတော့ကို့ရဲ့ဧည့်သည်တွေရောက်လာတတ်တယ်အဲ့တော့ကို့ရဲ့ဧည့်သည်တွေရောက်လာရင်ကို့အတွက်ကောင်းတယ်ပေါ့ တခုရှိတာကတော့ဒီရက်တွေအတွင်းမှာတော့ရက်ဝေးရဲ့အဲ့ဒါတွေရောက်နေပြီနဲ့ကို့အနီးနားပတ်ဝန်းကျင်ကကျွန်တော်တို့မိတ်ဆွေရင်းနေတဲ့ပတ်သက်ရင်တော့အဆင်မပြေတာမျိုးတွေတွေကျွန်တော်ညှိမြနိုင်မရတာမျိုးတွေလမ်းခွဲရတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေတော့ဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ဗုဒ္ဓဟူးသားဆိုရင်တော့ဘာသတိထားနေလဲဆိုတော့ကျွန်တော်တို့မိမတယောက်ဒုက္ခပေးတာမျိုးမိမအနှောက်အယှက်ရှိတာမျိုးတွေတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ဗုဒ္ဓဟူးနဲ့မွေးဖွားသူတွေဟာကိုယ့်ရဲ့ရည်မှန်းထားတဲ့ခရီးတွေ ဘယ်ခီးတွေသွားမလဲနိုင်ငံခီးရွက်ဖြစ်ဖြစ်ကိုကြီးမှန်းထားတဲ့ခီးတွေကျွန်တော်တို့သွားမယ့်ရက်တွေဖြစ်ပြီးအဲ့ဒီမျိုးသွားရင်လည်းကို့အတွက်အကျိုးထူးမယ်ကို့အတွက်အောင်မြင်စေတဲ့ခီးတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွက်မှာတော့ပေါ်လူခုနေမွေးဖွားသူတွေဟာလုပ်ငန်းကိစ္စတွေကျွန်တော်စတင်ပြုမှုပြောဆိုလုပ်ကြိုင်မယ်တခုအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကြိုင်ဆုံးဖြတ်မယ်ဆိုရင်လည်းလုပ်ကြိုင်တဲ့ရက်တွေဖြစ်တဲ့အလုပ်ကြိုင်လည်းကျွန်တော်တို့အဆင်ပြေအောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီလိုရမျိုးတွေမှာတော့ဗော်ဒဘူးနဲ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့ခီးသွားပြီးလုံးဝမကိစ္စမျိုးတွေတွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာတို့အလှပပစ္စည်းတွေအလှမအကုန်ပစ္စည်းတွေနဲ့အဲပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့ရွှေတို့ကျွန်တော်ရေတို့လမ်းလေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖေးဆိုင်တို့ လက်ဖက်ဆိုလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာထူးထူးခြားခြားအောင်မြင်အစဉ်ပြေကိုယ့်အတွက်အကျိုးရှိစေတဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အကျိုးရှိပြီးဘယ်လုပ်ငန်းပဲကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တတိထားပြီးလောက်ခံဆောင်ရွက်တင်လဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးနဲ့ပတ်သက်တဲ့ကိစ္စတွေဖုန်းလုပ်ငန်းတို့မော်လုပ်ငန်းတို့ပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲမျိုးမျိုးပြောင်းမျိုးမျိုးဖျဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အိမ်ရှောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေ အကျိုးဆောင်ပြီးလုံးဝမဲ့ကိစ္စမျိုးတွေအုတ်တို့အင်းတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာသတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ဘော်ဒူပူးနဲ့မွေးဖွားသူတွေဟာရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ကျင်တယ်ဆိုရင်မလိုရတယ်ဆိုတော့ကျွန်တော်ပန်းဟိုးတစ်လုံးနဲ့ပဲ ဲ့တော့ကိုယ့်အိမ်မှာရှိတဲ့ပန်းအိုးအဟောင်းဆိုလည်းရတယ်။ဘာပန်းအိုးဖြစ်ဖြစ်ကြီးအိုးပဲဖြစ်ဖြစ်ကြီးအိုးပဲဖြစ်ဖြစ်ပန်းအိုးဖြစ်ဖို့ပဲလိုတယ်။အဲ့တော့ပန်းအိုးတိုးနဲ့ကိုယ်ရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့အင်တော်ရှင်တွေဖို့ကျွန်တော်အရှုံရှင်ပြဿနာတွေဖြစ်တဲ့ပြီးချစ်သူရင်းစားတွေဖို့ကတော့ပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ကျမ်းမိုင်းနဲ့ပတ်သက်ရင်ဒီလိုရမျိုးတွေမှာဘာသတိထားရလဲဆိုကျွန်တော်ဥကောင်းနဲ့ပတ်သက်တာအယိုးကျောနဲ့ပတ်သက်တာလေးတွေကတော့သတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ဒီရက်နေ့အတွင်းရဲ့ဗိုလ်တပ်ခုနဲ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄3 3 4 6ဆိုတဲ့ခန်းနံပါတ်၄အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ဖြစ်ပါတယ်အဲ့တော့ဒီရက်ဒီတင်းမှာပဲဗိုလ်တပ်ခုနဲ့မွေးဖွားသူတွေဟာကျွန်တော်ကိုတခုလေးလူချင်းတန်းချင်းလို့ပဲဖြစ်ဖြစ်တခုကိစ္စလေးထူးထူးခြားခြားအောင်မြင်ဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖះမှာပဲမျက်စောဖះရှင်ကိုရိုမြကြီးကိုလက်ဖက်တစ်ဖက်လေးလေးနဲ့နဲ့ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာဗိုလ်တပ်ခုနဲ့မွေးဖွားသူများလုံးကျမ်းမှာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ ဒီဘက်မလ26ရက်ကနေပြီးတော့ကျွန်တော် AV တရက်နေ့အထိဂျာလာပြည်နေမွေးဖွားသူများဂျာလာပြည်သားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆောင်ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့ဂျာလာပြည်နေမွေးဖွားသူတွေဟာကျွန်တော်ခံခဲ့ရခဲ့တဲ့ကတော့ကျွန်တော်အလူးလိမ်ခံခဲ့ရပြီးဒီလိုရမျိုးတွေမှာတော့ကိုယ့်အတွက်ကောင်းနေတဲ့အချိန်တွေကိုရောက်နေတယ်ကျွန်တော်ကိုယ့်အတွက်အပြတ်အသတ်ကိုအဆရက်တွေနဲ့ဆိုင်အဆ အာအပတ်စနေရက်တွေနဲ့ဆိုင်ဒီလိုရမျိုးတွေမှာတော့ကြာလာရင်းနေမွေးဖွားသူတွေဟာကိုယ့်အပြတ်သက်ကိုကျွန်တော်ကံကောင်းနေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာကျွန်တော်တို့ဘလိုနေမျိုးဘလိုရမျိုးကိုယ့်မှတ်မိတော့ဘူးဘလိုနေမျိုးဘလိုရမျိုးကိုယ့်ကိုလိုက်မှတ်မိတော့ဘူးအဲ့တော့ပြောချင်တာကတော့ဒီလိုနေမျိုးဟာဒီလိုရမျိုးတွေဟာဘာနဲ့ပဲရှင်းနိုင်ရှင်းနိုင်ဘာတွေပဲလုပ်လို့ကိုယ့်အတွက်ကျွန်တော်ကံသာနေတယ်ကိုယ့်အတွက်လုံဆောင်ချက်တွေကျွန်တော်တို့အောင်မြင်စေတဲ့ရက်တွေဖြစ်နေတယ်အဲ့တော့ကောင်းနေတယ်ကျွန်တော်ရက်တွေဖြစ်တယ်လို့ကျွန်တော်နမိတ်ကောင်းဖတ်ချင်ပါတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်ဗာလီလုံးမဲ့လုပ်ငန်းစည်းဝါးတွေစမ်းလားလုပ်ငန်းစည်းဝါးတွေတိုးချဲ့လားတခုတနေအောင်သွားမှာကိုလှုပ်ဆောင်လှုပ်ဆောင်နေတဲ့ကိစ္စမှလည်းကျွန်တော်လှုပ်ဆောင်မှုပဲလို့ရတယ်လှုပ်ဆောင်ရင်ကျွန်တော်တို့အောင်မြင်အစဉ်ပြေသွားမယ့်ရက်တွေဖြစ်တယ်အဲ့တော့ကံတာနေတဲ့ရက်တွေဖြစ်နေတဲ့အတွက်ကိုအရေးကြီးတဲ့ကိစ္စမှန်တယ်မြစတင်ပြုမှုပြောဆိုလုပ်ကိုင်ကျွန်တော်တို့ဆုံးဖြတ်တဲ့ရက်တွေဖြစ်တယ်အလုံးမဲ့ဆိုလဲကျွန်တော်တို့အောင်မြင်အစဉ်ပြေမဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်ငွေကန်နဲ့ကောင်းမဲ့ရက်တွေဖြစ်တဲ့ငွေဝင်ငွေရှိတဲ့ရက်တွေလည်းဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာဂျာတာပြင်းနေငွေဖောက်သူတွေဟာဘယ်ကိစ္စဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိအောင်မြင်စေလဲဆိုတော့ကြောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ကားနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဟောဝတ်တို့ဝါတို့ရွှေတို့ရေတို့ အဖိုးနဲ့ဂျယ်တနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေလဖေးအဆိုင်တို့လဖက်ဆိုလဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာဂျာလာရင်းနေမွေးဖွားသူတွေဟာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒါတွေကတော့အကျိုးရှိအောင်မြင်ပြီးဘယ်လုံငန်းဘယ်ကိစ္စတွေနဲ့ဆိုင်ဘယ်လုံငန်းဘယ်ကိစ္စတွေဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့နယ်ဆိုတော့ ကျွန်တော်ဆက်တူဆက်ပဲကိစ္စမျိုးတွေအရေးကြီးစားရစားတန်းစာထုတ်စာတန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားတောက်ကုန်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစိန်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတောတန်တက်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေကျွန်တော်စကားလို့ရတဲ့ပို့ပြီးပြောရမယ့်ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာဂျာတာတွေနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ချင်တယ်ဆိုရင်ဘာလို့ရတယ်ဆိုတော့ကျွန်တော်ဈေးဒီတစ်လုံးနဲ့ပဲစိမ့်စိမ့်မဲ့မဲ့ဈေးဒီတစ်လုံးနဲ့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုတိုးထီရိုက်ခေါပောက်ပြီးမဲ့ဆိုရင်ဝယ်မဲ့သူအမြင်လာပြီးအမြင်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဂျာတာတွေနဲ့မွေးဖွားသူတွေဟာအိမ်တော်ရဲ့အခြေအနေနဲ့ကိစ္စတွေပတ်သက်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်စိတ်ချမ်းသာမဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်နေ့အတွင်းရကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ1246ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကျွန်တော်ရင်းနှီးမှုဖော်သူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်ဗာဒရီထားရလဲဆိုတော့အစာမဆေးမနဲ့ပတ်သက်တာလေးတွေဒရီထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေမှာတခုကိစ္စလေးတွေလူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်ဟိုလူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်တခုကိစ္စလေးတွေကျွန်တော်အောင်မြင်အစဉ်ပြေခြင်းလို့ပဲဖြစ်ဖြစ်အိမ်ဖေးအားမှာပဲကျွန်တော်မြတ်စွာဘုရားရှင်ကိုရုံမြတ်ကြီးကိုကျွန်တော်ကိတ်မုတ်တစ်ချက်နဲ့လက်ဖေးတစ်ခွက်လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာကျတော်လေးနေမွေးဖွားသူများလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီဘက်မလာ26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆံဟောကြားပေးတော့မှာဖြစ်ပါတယ် ဲ့တော့ဒီတပတ်တာအတွင်းမှာတော့တောက်ကြနေမွေဖွားသူတွေဟာကျွန်တော်အလုတ်ကိစ္စလေးတွေကျွန်တော်တို့အစာပြိုးရတတ်တဲ့အချိန်တွေဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့အားစိုက်ကြိုးပမ်းမှုကနေပြီးတော့ကျွန်တော်တို့ထိုက်တန်စွာနဲ့ကျွန်တော်တို့ဆုလက်တွေကျွန်တော်တို့ရမရက်တွေလည်းဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကျွန်တော်တို့ဘေးအန္တရာယ်ကင်းရှင်းမယ်ကျွန်တော်ငွေရွှင်းမယ်ကျွန်တော်ငွေနဲ့ပတ်သက်တာတွေရွှေနဲ့ပတ်သက်တာတွေကြောက်ရံပဒများနဲ့ပတ်သက်တာတွေပြောတင်တာတော့ကျွန်တော်အဖို့တဲ့ရတနာပစ္စည်းတွေကျွန်တော်ဝင်တတ်ရထတဲ့ရက်တွေတော့ဖြစ်နေတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလုပ်ကင်မှာဆုံးဖြတ်မလားကျွန်တော်လုပ်မယ်ဆမယ်ဆိုရင်လည်းကျွန်တော်လုပ်ကင်စတင်တဲ့ရက်တွေပြောဆိုမယ်ဆိုရင်လည်းပြောဆိုဆုံးဖြတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့ဒါတွေလုပ်လို့ဆိုရင်လည်းကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တောင်းကြနေမွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလှကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ရေတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝန်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကျွန်တော်ကြက်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့ပို့ပြီးတော့ထူးထူးခြားခြားကိုတဲ့အောင်မြင်အစဉ်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်အစဉ်ပြေပြီးဘယ်လုပ်ငန်းပဲကိစ္စနေနဲ့ပတ်သက်ရင်တတိထားပြီးလောက်ကန်ဆောင်ရဲ့တင့်လဲဆိုတော့ကျွန်တော်တို့အတန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုး၊ဂီတနဲ့ပတ်သက်တဲ့ကိစ္စမျိုး၊သွတ်တန်တည်တန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊အသီးအတန်နဲ့ပတ်သက်တဲ့ကိစ္စတွေ၊ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေ၊အရေးကြီးစာရွက်စာတမ်း၊စာတုစာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ဆက်တူဆက်ပဲကိစ္စမျိုးတွေ စားတော့ကုန်စားတော့ဆိုင်စတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစိန်နှုံငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတောက်ကြံနေမွေးဖွားသူတွေဟာတတိထားပြီးတော့လောက်ကန်ဆောင်ရဲတဲ့တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတောက်ကြံနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တစ်ခုနဲ့ကျွန်တော်ရောင်းထွက်ခြင်းလို့ဒါမှမွေတွေအိတ်နေလို့တစ်ခုနဲ့ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဇော်စိမ့်တညွန့်ရယ်ကျွန်တော်တပြေတညွန့်ရယ်အဲ့နှညွန့်ကိုကျွန်တော်တို့ပေါင်းပြီးတော့ ိုရောင်းနေတဲ့ပစ္စည်းတွေကျွန်တော်တိုက်ဆိုလဲတိုက်ကားဆိုလဲကားမြေဆိုလဲမြေအဲဥစ္စာတွေကိုကျွန်တော်တို့သွားပြီးကျွန်တော်တို့အထိရိုက်ခောက်ပေးမယ်ဝယ်မဲ့သူအမြန်လားအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်ရိုက်ခောက်ပေးမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ တောက်ကြနေမွေးဖောက်သူတွေဟာကျွန်တော်ကျမ်းမိုင်နေပတ်သက်ရင်တော့ကျွန်တော်ဘာသတိထားရလဲဆိုတော့အစကျွန်တော်ဖြစ်ဖူးခဲ့တဲ့ယောဂဟောင်းလေးတွေကျွန်တော်ပြန်ပေါ်လာတတ်တာကိုသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ကျွန်တော်အခြေအိမ်ညောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ကျွန်တော်ဝမ်းသာမယ့်ရက်တွေပျော်ရှင်ရမယ့်ရက်တွေစိတ်ချမ်းသာမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်နေ့အတွင်းအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တရတော့3246ဆိုတဲ့ခန်းနံပါတ်တရအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာတောက်ကြနေမွေဖွားသူတွေဟာကျွန်တော်တခုလူချင်းတန်းချင်းလိုပဲဖြစ်ဖြစ်တခုကျွန်တော်ကိစ္စတွေအရေးကြီးကိစ္စတွေရှိလို့အလုပ်ကိစ္စပဲဖြစ်ဖြစ်စီမံကိစ္စပဲဖြစ်ဖြစ်ငွေကိစ္စပဲဖြစ်ဖြစ်တခုကိစ္စတွေကျွန်တော်အရေးကြီးကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ဒီလိုရံမျိုးတွေမှာကိုယ်အိမ်ဖျားမှာပဲကျွန်တော်ခေါက်ဆွဲကြော်ပဲဖြစ်ဖြစ်ကြာဆန်းကြော်ပဲဖြစ်ဖြစ်အဲ့နှမျိုးတွေကကျွန်တော်တမျိုးမျိုးပေါ့အဲ့တော့ကိုယ့်ဘာကိုကြော်လဲရတယ်တက်တက်လို့ပဲကြော်ကြော်အဲအပြင်ကပဲဝဲဝဲကိုယ်အစင်မျိုးလိုကြော်မယ်ခေါက်ဆွဲကြော်ကြာဆန်းကြော်တမျိုးမျိုးကိုယ်အိမ်ဖျားမှာ မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုလေးလေးနက်နက်ကပ်လှူပြီးဆုတောင်းလိုက်ပါခင်ဗျာတောက်ကြနေမွေးဖွားသူများလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီဘက်မလ26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းဟောကြားပေးတော်မှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကျန်စီသမားကိုယ့်ရဲ့ကျန်စီသမားအကောင်းဆုံးကျန်စီသမားတွေကျွန်တော်အောင်မြင်မဲ့ရက်တွေဖြစ်တယ်တိုးတက်မှုတွေကျွန်တော်ရရှိမဲ့ရက်တွေဖြစ်တယ် ကိုယ့်ရဲ့အချိန်အွာတွေကိုယ့်ရဲ့ပါဝါတွေကျွန်တော်မြင်မှားလာမဲ့ရက်တွေဖြစ်တယ်အဲ့လိုတခုဆိုလဲကိုယ့်ကိုယူသေးခံရတာမျိုးယူသေးခံရမှုကိုခံရမဲ့ရက်တွေကိုယ့်ကိုယူသေးမှုပြုမဲ့ရက်တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာကိုနီးကိုဟန်နဲ့မျောလင်းထားတဲ့မြတွေကျွန်တော်တို့အကောင့်တွေပေါ်လာပြီးအောင်မြင်မှုရမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲစနေနေ့မွေးဖွားသူတွေဟာဗကိစ္စတွေလုံးမလဲအရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုလောက်ကင်မှာစီးပွားတွေကျွန်တော်တို့တိုးချဲ့မှာ လုံးမယ်ဆိုလဲကျွန်တော်တို့အချိန်မဆွဲပဲလုံးတင်တယ်အလုံးမယ်ဆိုလဲကျွန်တော်တို့အောင်မြင်မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့စနေနေ့ဝေဖွားသူတွေဟာ ဘာရင်းနဲ့ပတ်သက်ရင်ကိုယ့်အတွက်ပိုပြီးအကျိုးရှိလဲဘာရင်းနဲ့ပတ်သက်ရင်ကိုယ့်အတွက်ပိုကောင်းလဲဆိုတော့ကျွန်တော်အဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီတို့ဖနှက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလူမျိုးကြားဘာသာကြားနိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတုပိဒါပစ္စည်းတွေဓာတ်တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမြေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပဲတို့ကျွန်တော်ပြောင်းတို့ဖရဲတို့ပွဲုံပွဲသားပုံစံလောရမယ်ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာ ပို့ပြီးတော့ကျွန်တော်အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းပဲကိစ္စတွေနဲ့ဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်တို့တော်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအတိအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေ အတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလူမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာတတိထားပြီးကျွန်တော်လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေကကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တခွားညွန့်တော့ရှာရတယ်တခွားညွန့်နှစ်ညွန့်နဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပြီးမှဆိုရင်ဒီလိုရံမျိုးတွေမှာဝယ်မဲ့သူအများလာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်တော်ရှင်တွေဖို့ကျွန်တော်ညှိမြနိုင်မြရတွေပြတ်တက်ပြီးတော့ချစ်သူကြီးစားတွေဖို့လည်းကျွန်တော်တယောက်နဲ့တယောက်ကျွန်တော်တို့လမ်းခွဲရတဲ့အချိန်နောက်ဆုံးအောက်သွားရတဲ့အချိန်တွေကျွန်တော်ဖြစ်နေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းရဲ့စနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ခန်းနံပါတ်၄သုံးမယ်လို့ကျွန်တော်ဟိုချိန်ဆမယ်လို့ရွေးချယ်မယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ဟာ၃ညအနှစ်9ခွန်ဆိုတဲ့ခန်းနံပါတ်၄ဟာဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ဖြစ်ပါတယ်အဲ့တော့ဒီရက်တွင်ရကျမ်းမာရေးတတိထားမဲ့ကျမ်းမာရေးကျွန်တော်ဘာလို့တတိထားရဆိုတော့ခါချီနဲ့ပတ်သက်တာလေးတွေခါနဲ့ပတ်သက်တာလေးတွေကျွန်တော်ခြေနဲ့ပတ်သက်တာလေးတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာ စနေနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့အခိုင်းအမြစ်တွေရှိလို့ကိုယ့်ရဲ့တခုအထင်းတော်ရှိတဲ့ဟာလေးတွေကိုယ့်ရဲ့အခိုင်းအမြစ်ရှိတာလေးတွေကျွန်တော်ကြေပြောင်းချင်တယ်ဆိုရင်တော့ဘာလို့အောင်လဲဆိုတော့ကျွန်တော်အဖိုးကိုဘွားကိုကျွန်တော်တကြား20တန်းလောက်နဲ့ကိုတက်နိုင်တဲ့ကျွန်တော်ပတ်ဆက်လေးနဲ့ကျွန်တော်လှူပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဒီရက်တွေအတွင်းမှာတော့အင်္ဂါနေ့မွေးစနေနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ထူးထူးခြားခြားကိုယ့်ကိစ္စတွေအောင်မြင်ဆင်ပြေသွားမယ်ရက်တစ်ပတ်တာကျွန်တော်တို့ဖြစ်သွားပါလိမ့်မယ်စနေနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ